လက်ဝဲထိုးတဲ့ fighter တွေပြင် keyboard fighter တွေဖြစ်ပြန်လည်ဝုန်းနေကြတဲ့ခန်းဆန်းတဲ့ Rainier ပြည်သူများအလုံးမဲ့မင်္ဂလာပါများ Reddit button တွေကတင်ဆက်နေပါတယ်ခန်းဆန်းတဲ့ director တို့ကပြန်လည်လေးတိုက်နေကြတာကိုပြည်သူများအားလုံးလည်းသိထားကြပြီသားဖြစ်မယ်ထင်ပါတယ်အဲဒီဇလန်းကိုစပြီးပြန်ကြည့်အောင်ပါ Data က UFC မှာ2025ခုနှစ်အောက်တိုဘာ16ရက်နေ့မှာ Vancouver မှာကျင်းပခဲ့တဲ့ UFC Fight Night ပွဲမှာပွဲဦးထွက်လာခဲ့ပါတယ်။ဒီပွဲမှာသူ့ရဲ့ပြိုင်ဘက်က Ronald Allen ဖြစ်ပြီးတော့ Middleweight Champion နံပါတ်9နဲ့နံပါတ်6တို့ရဲ့ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပါတယ်။ ပွဲစမှာတော့ရန်နီယာကသူ့ရဲ့ grappling ဆွမ်းရည်နဲ့အလန်ကိုထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ပရိသတ်တွေကလည်းရန်နီယာရဲ့ grappling ကိုမျောလင့်ထားကြတာဆိုတော့ပထမအချီမှာသူ့ရဲ့လှုပ်ရှားမှုကအားရစရာပါ။ဒါပေမဲ့အလန်ကခန္ဓာရည်နဲ့ခွန်အားကိုအသုံးပြုပြီးတော့ဒုတိယအချီကနေစလို့ပွဲကိုအကောင်းဆုံးပြန်လည်လွှမ်းမိုးနိုင်ခဲ့ပြီးတော့ရန်နီယာလည်းလေးကြီးမြောက်မှာရှုံးပေးလိုက်ရပါတယ်။အဲဒီရှုံးမှုကရန်နီယာအတွက် UFC ပထမဆုံးရှုံးပွဲလည်းဖြစ်ခဲ့ပါတယ်။ပရိသတ်တွေကလည်းဆိုရှယ်မီဒီယာမှာရန်နီယာပါဖြစ်တာလေ grappling မဲကောင်းတာမဟုတ်လားဆိုပြီးဝေဖန်ကြပါတယ်။ဒီချိန်မှာပဲလက်ရှိ UFC middleweight champion ခန်းဆက်က ဆိုရှယ်မီဒီယာပေါ်မှာပေါ်လာခဲ့ပါတယ်သူကရိုင်းနီးယားကိုလောင်ပြောင်တဲ့ post တစ်ခုတင်လိုက်ပါတယ် the bullshit guy give up ဆိုပြီးတော့ရိုင်းနီးယားရဲ့ရှုံးပွဲကိုဂလီထိုးလိုက်တာပါအဲဒီစကားကပရိသတ်တွေကိုရေမောစေခဲ့ပါတယ်ခန်းဆက်ကရင်ကလေးကရိုင်းနီးယားကိုလောင်ငယ်ဘူးတာဆိုတော့ဒီကာသူ post က UFC ပရိသတ်တွေကိုပို့ပြီးတော့ဆွဲဆောင်ခဲ့ပါတယ်ပရိသတ်တွေကလည်းခန်းဆက်ရဲ့အဲဒီလောင်ပြောင်မှုကိုသဘောကျခဲ့ကြတဲ့ပုံပါပဲ တချို့ကတော့ Rainier ဒီလိုရှုံးသွားတာကမထင်မှတ်ထားဘူးခန်းဆက်ကလောင်နာမမပါဘူးဆိုပြီးတော့ပြောနေကြပါတယ်ခန်းဆက်ရဲ့လောင်ပြမှုက Rainier ကိုတိတ်ဆိတ်သွားစေမယ်လို့ထင်ထားပေမဲ့ Rainier ကဒီတိုင်းညီမနေခဲ့ပါဘူး Rainier က Shaded Mouse ဆိုပြီးတော့ခန်းဆက်ကိုကြွက်ကလေးလို့ခေါ်လိုက်ပါတယ်ဒါလည်းမကပါဘူးသူကခန်းဆက်ရဲ့စီးရုံတက်နေတဲ့ပုံတွေကိုတွဲတင်လိုက်သေးပြီးတော့ခန်းဆက်ရဲ့ဒဏ်ရာပြဿနာတွေကိုပြန်ပြီးတော့လောင်ပြောင်လိုက်ကြပါအရိချက်ကတကယ်ကိုပြိတ္တတွေကိုရေမောစေခဲ့ပါလေ။ဘာကြောင့်လဲဆိုတော့ခန်းဆက်က UFC မှာတန်ရာကြောင့်ပွဲတွေနှုတ်ထွက်ရတာများခဲ့တာလူတီများတဲ့အချက်ဖြစ်နေလို့ဖြစ်ပါလေ သူက UFC မှာကိုယ်ပွဲပဲကစားခဲ့ရပေမဲ့တင်ရအကြောင်းပွဲတွေနှုတ်ထွက်ရတာကအများဆုံးထဲမှာပါရီလို့တောင်မှပြောနိုင်ပါလိမ့်မယ်ဥမာအဖြစ်တော့ခန်းဆက်က2023ခုနှစ်မှာကမာရုဥစမန်နဲ့ပွဲမတိုင်ခင်တရားကြောင့်ဆေးရုံတက်ခဲ့ရပါတယ်။ဒါပြင်တခြားပွဲတွေမှာလည်းတရားပဒနာတွေကြောင့်ပဲပွဲတွေနှောင့်နှေးခဲ့ရတာမျိုးတွေပွဲပြတ်သွားခဲ့ရတာမျိုးတွေရှိခဲ့ပါတယ်။ဂါဒီယာကဒီချက်ကိုအသုံးချပြီးတော့ခန်းဆက်ကိုပြန်လည်လောင်ပြောင်းလိုက်တာဖြစ်ပါတယ်။ ူရဲ့ဒိတ်ဆန်းကြွက်ကလေးဆိုတဲ့ post နဲ့ဆေးရုံပုံတွေတင်လိုက်တာက UFC ပရိသတ်တွေကိုတော်လေးပွဲကြသွားစေခဲ့ပါတယ်။တချို့ကတော့ Rania ကပွဲရှုံးမိမဲ့လေးတိုက်တဲ့နေရာမှာတော့မရှုံးဘူးလို့ပြောကြပါတယ်။အလုံလောင်ပြောင်ရေးစီပွဲကဒီမှာမပြီးဆုံးသေးပါဘူး။ခန်းဆက်ကရိုင်းနီးယားရဲ့ကြွက်ကလေး post ကိုတိတ်ဆိတ်မနေဘဲနဲ့ social media မှာမင်းအတွက်ငိုရာကပိုကောင်းတဲ့ကလေး။ဘာလို့ဆိုရင်မင်းကရှုံးပြီးတဲ့ချီထုတ်ကောင်ဖြစ်နေလို့ဆိုပြီးရိုင်းနီးယားကိုပြန်လဲလေးတိုက်လာခဲ့တာပါ။ခန်းဆက်ရဲ့ post ကြောင့်ပရိသတ်တွေကြားမှာဒေါ်လေးပွဲကြနေခဲ့ရပါတယ်။ ဖိုက်တာတွေချင်းချင်းခုလိုမျိုးပြန်လည်လေးတိုက်ကြတာကိုက UFC ရဲ့အရာသာပါပဲ။ပွဲစဉ်တွေကိုပရိသတ်စိတ်ဝင်စားမှုပုံပုံမြင့်တက်စေပါရီ။ရာနီယာဆိုရကလည်းအစိုးရကလေးကလေကြီးတဲ့ဖိုက်တာတယောက်ဆိုတော့အခုမှ UFC နဲ့အဝင်ခွင့်ကျဖြစ်သွားပြီလို့တောင်မှဆိုနေပါရီ။အောက်ကလည်းနေသေးတယ်၊ဟန်ရီးကလည်းမလျှော်သေးဘူးလုံနေတာပါ။ဒီကိုယ်ကရောကီးဘုတ်ဖိုက်တာနှစ်ယောက်ရဲ့ပြန်လည်လေးတိုက်နေကြတဲ့ပုံမှာဘယ်လိုမြင်ကြလိမ့်များပြောပြပေးသွားခဲ့ကြပါအောင်များအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်များ